ပမာဆုံးစမေးချင်တာကတော့ဗောနော်ခုဒီစကိုင်းမြို့အခြေပြုပြီးလှုပ်သွားတဲ့အင်အားပင်းကလေးအကြောင်းဗောနော်ဒီအစ္စလမ်ဘာသာဝင်တွေဝိပုတဲ့ဖျားเจ้าတွေဘလလောက်များထိခိုက်ပျက်စီးသွားလိမ့်မယ်အဲ့ဒါဒီမေးဖို့အရာဆိုရင်တော့ကျွန်တော်လက်လမ်းပြီးတလောက်ဗောနော်အဲစကိုင်းနဲ့မန္တလေးကိုသူကအဲ့ဒါပို့ပြရတဲ့အတွက်ကြောင့်မလို့စကိုင်းမန္တလေးမှာတော့အထီးတော်များတယ်မန္တလေးမှာဒီမဲ့မရှိဘူးဆိုရင်ဗလီ၁၈လုံးလောက်ရှိတယ်အနည်းဆုံးအနည်းဆုံး ဆက်ရှင်လုံးအလုံး20လောက်ရှိတယ်ပေါ့နော်။စကိုင်းနဲ့ထုံးနည်းဥစားပဲ။အဲနောက်ပိုင်းနေကြတော့အင်တာနက်လိုင်းတွေဖုန်းလိုင်းတွေပြတ်သွားတဲ့အခါကျတော့ကျွန်တော်လလန်းမိသလောက်အားလုံးကိုခြုံငုံပြီးတော့အဲပြောရမယ်ဆိုရင်ပေါ့ဗျာ။အလုံး90ထက်မနည်းတော့အဲကျွန်တော်တို့အဆုံးရှုံးမှုကြီးတယ်ဗျာ။နည်းနည်းဖြစ်တာမဟုတ်ဘူးနော်။နည်းနည်းဖြစ်တာမဟုတ်ဘူး။နော်။တော့ကလုံးဝပျို့သွားတာအဲ့ဒါနဲ့တစ်ဆက်ဆက်သေးကအဲကျွန်တော်အစ္စလာမ်ဘာသာဝင်မွတ်စလင်တွေအဲကျွန်တော်တို့ဘာသာရေးရှုထောင့်ရဆိုရင်တော့ရှေးဖြစ်တယ်ပေါ့ဗျာ အလူဆိုရင်လည်းဒါဒါလူအာဇာနီပေါ့ဗလီဆိုရင်လည်းဗလီအာဇာနီပေါ့အဲ့ဒါအဲ့လိုမျိုးတွေတော့အောင်နဲ့အောင်နဲ့မနေရတော့ဒါတော့ဖြစ်ပျက်ခဲ့တယ်ပေါ့လူအရဆိုရင်တော့အနေနဲ့မရှိဘူးဆိုရင်တော့အဲကျွန်တော်တို့400ကျော်အဲလောက်ကျွန်တော်တို့ခတ်မှန်းတယ်ပေါ့နော်ဒလမီတလောက်ပေါ့နော်အဆက်တည်းကတောက်လျှောက်ပြက်နေတဲ့ခါကျတော့ကျွန်တော်တို့လည်းအဲ့ဒီပုံမှာထပ်တူထပ်မြပေါ့နော်အဲဒီကြိုင်းရည်သူမိသားစုတွေနဲ့အတူပေါ့နော်အဲထပ်တူထပ်မြအဲဒီဝမ်းနဲ့ကြည်ပွဲမိတယ်အဲဒီနာနာအားလုံးကလည်းဗျာအားလုံးကလည်း ကိုယ့်အိမ်မှာတော့ကိုပြန်ပြီးတော့ဒီဟိုကဆံမပြေတော့ဘူးနေအပြင်မှာပဲအဲဒီဒီကျွန်တော်ရက်ပြည်နေရတဲ့ဘဝတွေဆိုတဲ့အခါကျတော့ကျွန်တော်ထပ်တူထမြအကျဉ်းစုမိသားစုတွေနဲ့အဲဝမ်းနဲ့ချီပွဲမိတယ်ဆိုတဲ့သတင်းစကားလေးလေးပါချက်ပါလေဟုတ်ကဲ့ဆရာဦးလွန်ကြီးခင်ဗျာဒီမန္တလေးမြို့မှာပျက်စီးသွားတဲ့ပလီတွေဟာဆိုရင်တကယ်ချီအောင်တမိုင်းဝင်ပလီတွေဆိုတာမျိုးကျွန်တော်သိသိထားတော့အဲ့ဒီဟာလေးလဲဆရာရှင်းပြပါဦးပျက်စီးသွားတဲ့ပလီတွေထဲမှာ ဘလိုဘလီမျိုးတွေပါဝင်တယ်ဆိုတော့လည်းတော့ရှင်းပြပြပါထင်ကြီးကဘလီဆိုရင်အဲကျွန်တော်တို့နှစ်ပေါင်း240ရှိတတန်းရှိတယ်ပေါ့နော်အဲကရှိတာကသူကတော့အဲဒီရွှေဘုံချိန်ဆိုတဲ့ဘလီပေါ့နှစ်ပေါင်း240 70စဉ်းစားကြည့်ပေါ့နော်အဲ့ဒါကျွန်တော်တို့တိုင်းပြည်မှာကခေတ်ဆက်ဆက်ပေါ့နော်အစိုးရတွေသူတိပြတော့စစ်အာဏာရှင်ပေါ့နော်အဲ့ဒါသူတို့တွေကသူတစ်ချက်မပြောနဲ့ဗျာတန်တချောင်းရရင်တော့မှအဲ့ဒါပြဿနာရှာပြီးတော့အရာကြီးကိုပြစ်မှုကဲ့သို့ပေါ့နော် အာဗျအရေးယူတာဒီအပြစ်ပေးတာဒီအာဗျပြီးတဲ့အခါကျတော့လက်ပေးလက်ယူယူတဲ့ကိစ္စဒီဒါလေးမြန်မာကပေါ်ခဲ့တဲ့အခါကျတော့နှစ်ပေါင်း140အာဗျအာဗျဘလီဗျာလုံးဝကြီးဗျာဟုတ်ကဲ့တော့ညေပုံတိဖြစ်သွားတယ်ဗျာနော်ဒါဒါနဲ့ပတ်သက်လို့ကျွန်တော်တော်တော်လေးကျွန်တော်တို့ကချိန်ခွဲတယ်ဗျာဒါကတော့တကယ်ကိုရှင်းအောင်ပေါ့ဗျာရှင်းအောင်အမွေနဲ့အမွေနဲ့ပေါ့နော်အရှင်းအောင်အမွေနဲ့ပေါ့နော်ဒါဘင်းနေလက်ထက်တည်းရနေပြီးတော့မန္တလေးကတော့တက်ဆုံးအရင်းအားလုံးသိတဲ့အတိုင်းပဲလေကျွန်တော်တို့က န္တလေးမြို့ဆိုတာလည်းအဲ့ဒါကျွန်တော်တို့ဘရင်နေပေါ့နော်အဲ့ဒါဘရင်နေနတ်ဆိုင်ခဲ့တဲ့နေရာတွေပေါ့နော်အဲ့ဒီမှာလည်းဆလမ်ဘာသာရဲ့မွတ်စလင်တွေအတွက်ကိုဝိပုဘုအတွက်ကိုဒါတိကျကျွန်တော်တို့စီစဉ်ဆောင်ရွက်ပေးခဲ့တဲ့ဗလီတွေပေါ့နော်အဲ့ဒီဗလီတွေမှာမှအထင်ကြီးအဲ့ဒါဗလီကြီးမှာအဲနှစ်ပေါင်း140ရှိတဲ့အဲ့ဒါဗလီကြီးပေါ့နော်အဲ့ဒီဗလီမှာတော့အဲဒီဗလီကောအဲ့မှာရှိနေတဲ့အဲ့ဒါဝိပုနေတဲ့ပေါ့နော်စူတောင်းနေတဲ့တောက်ကြံနေပေါ့နော်နေအများကြီးခေါင်းဆောင် အဲကျွန်တော်တို့ဘာသာရေးရဆိုတော့ညအများကြီးခေါင်းဆောင်နော်အဲအဲ့ဒီညမှာအဲဒီလိုမျိုးငလင်လုတ်တဲ့အခါကျတော့ဟုတ်တယ်ဗလီအတွက်လည်းဗလီလည်းရှိဖြစ်တယ်အဲကျွန်တော်တို့အစ္စလာမ်ဘာသာမွတ်စလင်တော်များများလည်းရှိဖြစ်တယ်အဲ့ဒီဗလီကဲ့သို့ပေါ့နော်အဲရှင်အောင်ဗလီတော်များများ၁၈လုံးပေါ့နော်အဲအဲ့ဒီဗလီတွေလည်းအဲကျွန်တော်တို့ရှိဖြစ်တယ်အဲလူတွေလည်းအဲကျွန်တော်တို့ရှိဖြစ်တယ်ပေါ့နော်အဲ့ဒီမှာအမြောက်တန်းဗလီဆိုတော်တော်လေးကိုလူတော်များများလူရာနဲ့ချီပြီးတော့ အဲ့ဒီလည်းကျွန်တော်တို့ရှင်းကြီးဖြစ်ခဲ့တယ်ပေါ့နော်အခုလောက်ပေါ့နော်ထိခိုက်ပျက်ဆုံးမှုများပြီးသေဆုံးမှုများတဲ့အကြောင်းရင်းဘာကြောင့်လို့ဆရာဦးထွန်းကြီးတို့သုံးသပ်မိတယ်ခင်ဗျာဒီလိုပဲကျွန်တော်တို့အတိတ်တည်းအရွယ်တည်းကနေစပြီးတော့ကျွန်တော်တို့ပတ်ဝန်းကျင်မှာအဲနောက်တစ်ခါကျွန်တော်တို့တိုင်းပြည်မှာစနစ်ကစစ်အာဏာရှင်စနစ်ပေါ့နော်မေဝင်းမှုဆောင်တဲ့ဒါစစ်အာဏာရှင်စနစ်အဲတပါတီစစ်အာဏာရှင်ပေါ့နော်အဲ့ဒါသူကငကုကလေးကနေပြီးတော့ဒါသူ့ရဲ့အဲဒီ1962 အဒုတိယအကြိမ်အာနာမလူခင်အာနာမသိခင်မှာအဲတတ်ထဲမှာဟိုသူကယန္တရားနှစ်ခုเนาะအဲကျွန်တော်တို့ဝါရဖြန့်ချီယန္တရားနဲ့စိတ်သက်စစ်စီယန္တရားပေါ့တမင်ငယ်ချင်းရှိရှိပါသူဆက်အာနာတိရန်ခံပြခြင်းတဲ့အခါကျတော့ဟုတ်ကဲ့သူကဗုဒ္ဓဘာသာနဲ့အစ္စလာမ်ကြားမှာဗန်ဒီဒီအမုန်းစကားတွေအမုန်းတရားတွေเนาะအဲဒါဒီကဒီဒီ narrative တွေเนาะအဲ့ဒါကစက်တက်ရှိမှာเนาะအဲစက်တက်မရှိဘူးဆိုရင်တော့အဲဒီဗုဒ္ဓဘာသာနဲ့ပတ်သက်လို့အိမ်တိုင်းမှာရှိနေတဲ့ ဒါဒါဖျားစင်တွေမှာပျောက်ကွယ်သွားမယ်ဆိုတဲ့ narrative တွေတောက်လျှောက်လုပ်ခဲ့နော်အဲ့ဒါဆိုတဲ့အခါကျတော့အဲ့ဒီနေဝင်လက်ထက်မှဒီအခုနိုင်ငံတကာစစ်ရာဇဝတ်ကောင်ပေါ့ဗျာအဲ့ဒါမင်းအောင်နိုင်အထီးကကျွန်တော်တို့ဗလီတွေမှာသွတ်တစ်ချက်နော်သွတ်တစ်ချက်လဲဖို့တာနေချောင်းရိုက်ဖို့ပါအဆင်မပြေဘူးဗျာတမီးကိုရေကျက်ရှိရှိနေကိုကျွန်တော်တို့ဘာတောင်နစ်ကွထားတာတကယ်လို့များဗျာအဲတခုတစ်စုံဖြစ်လာပြီဆိုရင်သူကဒေါသထွက်နေတဲ့လူအုပ်ကြီးပေါ့ဗျာ နော်ဒါကနေဝင်လက်ထက်မှဒီဆက်အနာရှင်တွေကအဲ့ဒီခုနှစ်လက်ထက်မှာအာဒီကျွန်တော်တို့မအလာပေါ့နော်နိုင်ငံတကာစိတ်ရာစုတွေကောင်းဟာဒါမအလာလက်ထက်ကြတော့သူကဘာမလာ669ကိုသူကခံပြီးပြီးတော့မဘာလာ669အာဒီပေါ်ပေါက်လာတဲ့အခါကျတော့အဲ့ဒီမှာနေသူကငကိုတော့ကပလီအစ်စ်မရဘူးပလီအစ်စ်ရဖို့လည်းမကြိုးစားနဲ့မရဘူးအဲ့ဒီရှိနေတဲ့ပလီလေးကိုပြုတ်ပြင်ကျင်ပါတယ်မုံမှန်ကျင်ပါတယ်အဲ့ဒါဆိုတာတောင်မှ အခုနလိုမျိုးရှင်းမှာပြောခဲ့တယ်လို့သူတစ်ချက်အဲဒီဒီဒီတန်တစ်ချက်အဲရိုက်ရင်တော့မှတော်အပြစ်ကြီးတယ်ဗျာဟာအခုမမတ်သက်ကိုချောက်ဦးနဲ့တက်လဲတက်လာတော့သူကအသိမပြောနဲ့ဗျာပြန်ပြန်လဲပြင်ဆင်မိုးမှမိုးပဲတော့ပြလိပါဖြတ်ပလိုက်တယ်ဗျာနော်အဲ့လိုမျိုးတွေကမြန်မာနိုင်ငံတလန်တလျားမှာမြောင်များပါဖြစ်ခဲ့တယ်အဲ့ဒါတွေကိုလေဒါဒါတာဝေးအရှိဆုံးကတော့ရှင်းတယ်ဗျာဒါဆက်အားလာရှင်းတယ်ပဲအဲ့ဒါသူတို့ကကွန်စတီကျူရှင်းမျိုးကြည့်ပါ ဖွဲ့စည်းပုံတွေကြည့်ပါနော်လွတ်လပ်ဆိုတာကိုယ်ပဲဝင်လို့တာအဲ့ဒါသူကအဲ့ဒါကစိတ်ကောင်းချင်ပြီးခွေးသားရောက်နိုင်တယ်တကယ်တကယ်ကြပြတော့လွတ်လပ်ဆိုတာကိုယ်ပဲဝင်လည်းမရတယ်လွတ်လပ်ဆိုတာလက်တွေ့ကျင်သုံးပိုင်ဝင်လည်းမရခဲ့အခုချိန်ဒီအာညင်းလို့မရတဲ့ကိစ္စနော်အဲ့ဒီအတွက်ကြောင့်မို့လို့စနစ်တကျနဲ့ပြောမြာအဲ့ဒါဒီပလီတွေကိုပြုတ်ပြင်းပြင်ဆင်မုံမှန်ခွင့်မရတာတဲ့အခါကြတော့ခုနလေးတို့နှစ်ပေါင်း140နှစ်ပေါင်း200နှစ်ပေါင်း150နှစ်ပေါင်း100ပေါ့နော် ဒီလိုဗလီတွေကအခုလိုမျိုးเนาะငလင်တံပေါ့ဗျာခုနှစ်သက်သမခုနှစ်ဆိုရင်တော့မှနောက်နောက်မန္တလေးမှာဆိုရင်နောက်ဆောက်တဲ့အဆောက်အဦတွေအများကြီးပဲဒီအဆောက်အဦတွေတော့မှမခံနိုင်ဘူးဗန်ကောက်မှာရှိတဲ့အဆောက်အဦတွေမခံနိုင်ဘူးအခုလိုမျိုးဟောင်းရန်ဆွေးညင်နေတဲ့နော်အဒီဗလီတွေကအခုလိုမျိုးဗျာမြေပုံအတိဖြစ်သွားတဲ့ဟုတ်ပြီနော်အဲ့ဒါအအချိုးဆက်ကအဲ့ဒါအဒီဒီလက်တဲ့တရားခံကဆက်အနာရှိမဖြစ်တယ်ဗျာဘူးလို့တစ်စီမှုတွေများတယ်ဒေဆုံးမှုတွေများတဲ့ခါကျတော့ ကူညီကယ်ဆယ်ရေးချင်နေတဲ့လိုအပ်ချက်တွေကဘာတွေများရှိနေပြီလဲခင်ဗျ။အခုကတော့အဲ့ဒီလိုအခုလိုအပ်နေတာကတော့လက်တလုံးပေါ့နော်အရေးတကြီး urgently and emergency လိုအပ်တာဝိပုမှုနော်ဝိပုမှုအတွက်ယာယီနေရာတွေလိုလေနောက်တစ်ခုကစာနာရိက္ခာတွေလိုလေကျွန်တော်တို့စေဝါတွေလိုလေနောက်တစ်ခုကကောင်ဆယ်လင်းပေါ့ဗျာအခုလိုမျိုးစိတ်ဓာတ်ရရတဲ့သူတွေအတွက်ကိုကျွန်တော်တို့ကဘယ်လိုကောင်ဆယ်လင်းတွေလုပ်မလဲပေါ့ဗျာ တော့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ပေါ့နော်အဲ့ဒါတွေကတော့အဲ့ဒါလက်တလုံးအလွန်တရာမှအရေးကြီးနေတဲ့အခြေအနေပေါ့နော် trauma ရတာတဲ့လူတွေနဲ့ပတ်သက်လို့ကနော်အခုဆိုရင်ပါသွားတာမိသားစုလိုက်ပါသွားတာဗျာ